အထက်က6မြောင်းမြမှာလေမြန်းနဲ့တယောက်ကျောင်းသူတွေအနန်းကျင်နာကိုမြင်တော့ငငယ်တုန်းကတင်ခဲ့တဲ့ကြပြားလေးကိုတွတ်မှတ်ရပန်းကလေးများပွင့်တော့မီဖူးတံဝင်လို့ချီနေချီမာရွှေကြီးလားငါတို့သာတင်ကြောင်းကျမတို့တွေဝင်ပြီးတော့ speed out လောက်တင်တဲ့ကိစ္စလေးကျမပြောခြင်းနဲ့เนาะကျမမှာဆိုလဲဒါသာသမီ3ယောက်ရှိတဲ့အတွက် အလုံးမမင်းလာပါမျိုးရီ Imuki YouTube Channel ရွေးလိုက်ပါတယ်ဒီရင်တစ်ဆက်ပြမဲ့သတင်းလေးက live မှာရန်ကုန်မှာနေမဲကြီးမြဲမြောင်းမြမျိုးအထက်ကချက်ကျောင်းသူလေးတွေအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့အပေါ်ဖုန်းကြီးတွေနဲ့တခြားသောကျောင်းသူကျောင်းသားတွေရဲ့မိဘတွေကဒီပြန်လည်ပြင်ရှင်းပြဖို့တောင်းဆိုလာကြတဲ့ပြည်ဖန်လေးကိုဖွင့်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ပြည်ဖန်လေးကိုဆက်လိုက်ရအောင်အထက်က6မြောင်းမြမှာလေ အများနဲ့တယောက်ကျောင်းသူတွေအနံ့ကျင်တာကိုမြင်တော့ဥဒင်းတို့ငငယ်တုန်းကတင်ခဲ့တဲ့ကြပြားလေးကိုတွတ်မှတ်ရဟမ်ပန်ကလေးများ ပွင့်တော့မီဖူးတန်ဝင်းလို့ချီနေချီမာရွှေကြီးလာငါတို့သာတင်ကြောင်းခန့်ငငယ်ကအဲ့ဒီကြပြားကိုဒီတိုင်းမှာချက်ခဲ့တာနားမလည်ခဲ့ပန်ကလေးဆိုတာဥဒင်းတို့ကျောင်းသူကျောင်းသားတွေတင်သားတာဖြစ်ပါတယ်ပွင့်တော့မီတဲ့ နာကတ်ဟောတာပေါ့မကြခင်ဒီចောင်းនីចောင်းသားလေးတွေကအနာကတ်ရဲ့သူရဲ့ကောင်အနာကတ်ရဲ့အာတန်ကြီးဖြစ်မယ်လို့ပြောတာဖြစ်တယ်နေချီမှာရွှေကြီးလောင်းတယ်နေချီဆိုတဲ့တကလုံးကဦးဇင်းတို့ခစ်ပေါ့ခစ်ကောင်းတာကိုပြောတာဖြစ်တယ်ရွှေကြီးလောင်းဆိုတာကကျတော့ပန်ပိုးပေးတာဖြစ်တယ်ဒီចောင်းនីចောင်းသားတွေကိုရှင်ကြီးလာအောင်တတ်လာအောင်လိမ္မာရှင်ကြီးလာအောင် ုံးမတုန်တင်မိလာကိုရွှေလောင်းလို့ပြောတာဖြစ်ပါတယ်။ဟဲ့လား။အဲဥစဉ်တော့မြန်မာနိုင်ငံမှာတာဏိကြောင်းတွေကတော့ဒီလိုတင်းတကြတော့မရှိပါဘူး။နော်။အဲ့ဒီကလေးတွေဘာကြောင့်အနိုင်ကျင့်တယ်လဲဆိုလို့ရှိရင်မိဘနဲ့ဆရာသမားပဲ။မိဘနဲ့ဆရာသမားတုန်တင်မှုညံဖျင်းလို့ပေါ့။ပြီးတော့သိပညာမှာကလေးတွေကိုသုံးမတာထက်ကိုကိုတိုင်ကစံနမူနာကောင်းဖြစ်အောင်အရင်လုပ်ပြရမယ်တဲ့။ သူတို့ဘာကြောင့်အနိုင်ကျင့်တယ်လဲသူတို့သူတို့မိဘတွေကလည်းကလေးတွေကိုအက်တယ်လို့အနိုင်ကျင့်ပြီးသုံးမလို့ပါနားလဲအောင်မချင်းပြပြန်လဲလက်နဲ့ဂျိုင်းနဲ့သုံးမတာဖြစ်တယ်ဒါကြောင့်ကလေးတွေကလည်းဒီလိုအာကြည့်လို့ရှိရင် အားနေသူကိုဒီလိုဂျိုင်းနဲ့သုံးမရမှာအတူယူတာရောမှားလို့ရှိရင်မှားကြောင်းကိုသကလုံးလေးရင်ကြီးတဲ့ပြောဖို့ထက်လက်ပါချပါလေဖြစ်ကုန်တယ်လားတခါတော့ကဗုဒ္ဓမြတ်စွာဘုရား လမ်းမှာကလေးတွေကမွေးတကောင်ကို ရိုက်တတ်တဲ့အခါမှာတင်းတို့တွေမရိုက်ကြနဲ့ကို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 ရန်ကင်းချင်လို့ရှိရင်ဒီမားကိုမြိုင်းနကဘူးဒါမှကိုကလည်းဘေးတံကတက်မဲ့သူတုံးမှာအဲ့ဒီကလေးတွေကတောတပံတည်သွားပါတယ်မိဘဆရာမပူပေါင်းတာသမီကောင်းဆိုတာလကားထားတာမဟုတ်မိဘနဲ့ဆရာမပူပေါင်းဖို့လိုပါတယ်မိဘနဲ့ဆရာမမပူပေါင်းတဲ့အခါကျတော့ဒီလိုဖြစ်မှုတွေ ဖြစ်တာဖြစ်ပါတယ်။ကဲဒီနေ့ကတော့လေမနေနိုင်မထိုင်နိုင်ပေါ့နော်မဖြစ်မနေလဲကျမတို့တွေဝင်ပြီးတော့ speed out လုပ်သင့်တဲ့ကိစ္စလေးကျမပြောခြင်းနဲ့နော်ကျမတို့မှာဆိုလဲကျမမှာဆိုလဲဒါသာသမီ3ယောက်ရှိတဲ့အတွက်မြောင်းမြမှာဖြစ်တဲ့အကြောင်းသူတွေကိစ္စပေါ့နော်အဲဒါရီယာပြောရမယ်ဆိုလို့ရှင်ဒါသူသားသမီးကိုသားသမီးကိုသားသမီးကိုဒါသပင်ဆွဲပါရိုက်ပြီးတော့ဆရာကြီးစတိုင်နေနဲ့ဝိုင်းညှင်းနှိပ်ဆက်တဲ့ဟာကို ီဒီโอဖိုင်နေလဲပေါ့เนาะตัดลาပြီးတဲ့အခါမှာကျမလာဆိုလို့ရှင်လုံးဝမခံပါဘူးဒီတိုင်းကျမတို့ဒီပေါ့เนาะကျမတို့ချောင်းသာမျိုးတွေမှာလာမျိုးတွေမှာဆိုရင်လေဒီတိုင်းစိုးသွမ်းကြတာတော့မှဟိုจ้องနာတာတို့จ้องထုတ်တာတော့ရှိတယ်เนาะအခုဟာလေစိတ်ရောခန္ဓာကိုယ်ရောညှင်းဆန်းညှင်းပန်းပြီးတော့နှိပ်စက်တာเนาะပါတစ်ချက်လဲတစ်ချက်လျှောက် စိတ်တန်ရရတယ်နော်အဓိကတော့စိတ်တန်ရပဲအဲ့ဒီတော့လေကြောင်းထုတ်မရဘူးလို့တည်င်းတက်လာလာလို့အမျိုးမျိုးရှိကြတယ်ပေါ့နော်အဲအခမ်းအားတဲ့ကြောင်းနင်နာသူကြောင်းသူမလေးရလဲကြောင်းမသက်ရဲတော့ဘူးလို့ရှက်တာပေါ့ဘယ်သူမဆိုရှက်တာပေါ့ဘယ်ပြောကောင်းမလဲနော်အဲ့လိုမျိုးဆိုတော့အနိုင်ကျင့်တဲ့ကောင်းမလေးရလဲပားချပြီးတော့မှသူကဟိုဆရာကြီးစတိုင်နေပေါ့လေတွေ့ရတယ်ရှင့်အဲ့တော့အာရှင်တို့တွေပေါ့နော်ပြုလုပ်လိုက်တဲ့မိဘ နေပေါ့နော်ကြည်ကောင်းလားရှင်တို့သားသမီးတွေခံရရင်တော့ရှင်တို့အေးဆေးပဲဖြစ်နေမှာလားနော်ဒီကိစ္စဖြစ်တာလေကိုသားသမီးအตาရတယ်ဆိုပြီးကျင်းနေနေလားအင်မတန်ရှက်ဖို့ကောင်းတယ်နော်လောက်တဲ့လူရဲ့မိဘဘက်ကရောလောက်တဲ့ကောင်းမလေးအင်မတန်ရှက်ဖို့ကောင်းတယ်သိလားမဆုံးမမှန်သိတာတယ်နော် နင်းဒီပုံစံနဲ့ကညီမလေးဒီပုံစံနဲ့ဆိုလို့ရှိရင်လည်းဟိုအဆင်မပြေဘူးเนาะအဲ့တော့ဟိုအเจ้าဆရာမကြီးတွေအနေနဲ့ဒီလောက်ထိတိတိကျကျဗီဒီယိုတစ်ခုတက်လာပြီဆိုမှတော့ရှင်တို့တွေထိထိရောက်ရောက်ရေးယူပေးတဲ့နဲ့ကလေးမလို့တောင်းမှန်တဲ့ဗီဒီယိုဖိုင်တွေပြန်တက်တဲ့နဲ့တို့ကျမကတော့ယူဆပါတယ်ကျမတို့တွေထဲမှာဒီတိုင်းတက်တော့တွေထွန့်နေလိုက်ပြီးရောအောင်ဆော့နေကြသေးတဲ့အစားဒီမြောင်းမြမှာဖြစ်ခဲ့တဲ့ ဒီเจ้าသားချင်းချင်းအနိုင်ကျင့်မှုကိစ္စလို့ကျမတို့ speed out များများလုပ်တင်ပါတယ်လို့ကျမကတော့မနေနိုင်မထိုင်နိုင်ဝင်ပြောလိုက်ပါတယ်ရှင်ကျေးဇူးပါရှင်ငင်္ဂလာနေ့လည်းကဲမှာအဲမြောင်မြကလေးကိစ္စနဲ့ပတ်သက်လို့မမိုးတို့ဒီမပြောပါလားလို့ဆိုတာမပြောတာမဟုတ်ပါဘူးမြင်လဲမြင်ပါတယ်တွေ့လဲတွေ့ပါတယ်ကြားလဲကြားပါတယ်ဘာဖြစ်လို့လဲဆိုတော့နိနာသူတယောက်ကိုထပ်ပြီးတော့နိနာအောင်ဟိုနှိမ့်ဆက်နေတယ်လို့ဖြစ်နေတယ်ဒီလိုပါဇက်ကလေးကပြောပါ ခဏခဏ YouTube မှာဒီကလေးကိုရိုက်ပြတဲ့ဟာဒီကိုကလိုက်လွင်ပြီးတော့ဒီကလေးရဲ့ပါးကိုရိုက်တာတွေဝီးပဲတင်း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 ဆိုတော့ကလေးကတခါတည်းနင်းနာတာမဟုတ်ဘူးအခါတရလောက်နင်းနာတယ်လို့ခန်းစားနေရတယ်ပေါ့နော်အဲတယောက်ကလာတော့လဲဒီကလေးကိုပါရိုက်ပြတာဒီအဲ့ဒါဒီတင်းနေနောက်တယောက်ကလာတော့လဲအဲ့လိုပဲပါရိုက်ပြအဲဟိုအပြင်မှာနှစ်ချက်သုံးချက်အရိုက်ခံတာတက်တော်ထဲမှာအခါတရလောက်အရိုက်ခံနေရတော့ပို့ပြီးတော့နင်းနာပါတယ် YouTube တွေမှာလဲခဏခဏတင်းနေတာတွေ့တယ်ဗဇက်ကလေးကနေပြောရင်လဲအားလုံးတိပါတယ်ဟိုနင်းနာတဲ့သူကိုပို့ပြီးတော့နင်းနာအောင် မလုပ်ကြဘူးမမိုးကညစ်တက်ရခံတောင်းမန်တာပါသူတို့ရဲ့မိဘတွေနေရာမှာဆိုလို့ရှိရင်လည်းမမိုးဆိုတဲ့သူတို့မိဘတွေနေရာမှာဆိုလို့ရှိရင်လည်းညစ်နာသူမိန်းကလေးရဲ့မိဘနေရာမှာဆိုရင်မမိုးကကောင်းကောင်းခံနေမှာမဟုတ်ဘူးမမိုးသားသမီးကိုသွားပြီးအရိုက်ခိုင်းမှာမမိုးကလိုက်သွားပြီးရိုက်မှာနော်အဲ့တော့ခံလုတ်တဲ့လူဘက်ကမိဘတွေကလေဘလို့ပဲဖြစ်ဖြစ်ကြကြနာနာဝင်ချပြီးတော့စက်ဖြစ်တယ်တောင်းမှန် ဒီကိစ္စအကျေတုံးဝင်မဖြစ်ဘူးတာသမီမကောင်းရင် မိဘခေါင်းနဲ့ဆိုတော့အဲ့ဒါတွေရောသူတို့မသိဘူးလားငါပက်ဆန်ရှိတာပဲငါသမီးသားသမီးဘာလို့လို့ငါနောက်ကလိုက်ဖြစ်ရှင်းမှာပဲဆိုတော့ခက်ကကုံသွားခဲ့ပြီမရတော့ဘူးအဲ့လိုမျိုးလာမလုံနဲ့ဆိုရှယ်မီဒီယာခက်မှာအဲ့ဒါမျိုးတွေလာမလုံနဲ့မရဘူးကိုမွေးထားတဲ့သားသမီးရဲ့ပါဆိုတာအမြတ်တနို့ဖအေးမအေးကချစ်လို့နမ်းဖို့ထားတဲ့ပါ အင်မတန်စိတ်ဆိုးဒေါသဖြစ်တောင်းမှမိဘတွေကပရိုက်ဖို့အင်မတန်စဉ်းစားတယ်နော်ကိုသားသမီးပရိုက်ဖို့အဲ့တော့ရွယ်တူချင်းပရိုက်တယ်လိုက်လွင်ပြီးပရိုက်တယ်ဆိုတာဘာလဲဇိုးတွေလားအမိတွေအဖတွေမဆုံးမတဲ့သားသမီးတွေလားငါအမိအဖေပတ်စံရှိတာပဲငါလှုပ်ချင်တာလှုပ်မယ်လို့ရတဲ့ခင်မဟုတ်တော့ပါဘူးနော်အခုကြောင်းနေမှာလဲဒါပိတ်လိုက်လို့ပေါ့နော်ဟိုလင်းကကြံခဲ့တဲ့လင်းကနှစ်ကဆိုလို့ရှိရင် ချမ်းသာတဲ့သားသမီးတွေဆိုလို့ရှိရင်ကိုသားသမီးကိုအောင်မလေးအစားကောင်းနေအဲ့မှာမရှိတဲ့သားသမီးကမျက်နှာလေးငဲပြီးတရေကျပြီးတော့ထိုင်းနေရတဲ့ရှိတဲ့လူတွေကအဲ့မှာသူ့တဲ့ငါးကောင်းသွားပြီးအစားအသောက်ပြိုင်ပြီးတော့ကျွေးနေတာဒါတွေလည်းမလုတင်တော့ပါဘူးเนาะမရှိစင်းတဲ့အတိုင်းမျက်နှာကိုလည်းပြန်ကြည့်ပါဆရာဆရာမတွေကလည်းဆင်းရဲချမ်းသာမရွေးဘက်မလိုက်ဖဲနဲ့အားလုံးမြစ်တာစေတနာလေးနဲ့ထားပြီးတော့ပညာသင်ကြားပြသပေးပါဆရာဆိုတာက မမိုးတို့တွေကုအချင်းအထိဆရာကိုဥချအိတ်တုံးမှာပညာသင်ပေးတဲ့ဆရာဆရာဆိုတာဖရာတရတန်ကမိဘဆရာသမားဆိုတာဖရာနဲ့တကိုင်းနဲ့ထားတဲ့ဆရာတွေပါဆရာဆရာမတွေရာလေအားလုံးမေတ္တာနဲ့ဆုံးဖြတ်ပေးပါဒီလိုကိစ္စမျိုးဘယ်မလိုက်ပါနဲ့မမိုးကမေတ္တာရခဏနာဒီနေ့ရောဗီဒီယိုဖိုင်လေးတွေကလေးမလေးတယောက်ကလာပို့တယ်အန်တီတဲ့ဒီចောင်းသူမလေးကိုဒီလိုအဖွဲလိုက်ပါဝန်ရိုက်တဲ့နေရာမှာတဲ့ရိုက်ခံရတဲ့အဲ ကလေးမလေးရဲ့နေရာအမေဆိုရင်အန်တီဘလူးနေမလဲပေါ့နော်အဲ့တော့လူငယ်တဘာဝကဘာတွေဖြစ်ကြလဲဆိုတော့မသိဘူးမသိတဲ့အတွက်အဲတငယ်ချင်းဘဝမှာရံဖြစ်တဲ့အန်တီဒိုးတွေလည်းတွေ့ဘူးတယ်ကြုံလဲကြုံခဲ့ပြီးတော့အတူတင်ကိုတင်ခြတာမျိုးဆိုရင်တော့တမျိုးပေါ့နော်အခုကြတော့အာဘေးပြဿနာဆမှမသိပေမဲ့ဗီဒီယိုထောက်ရိုက်ခိုင်းပြီးတော့အဖွဲနဲ့ဒီလိုမျိုးအနိုင်ကျင့်ခံရတာဆိုရင်တော့ကိုသားသမီးလေးတော့ဘေးမိပါမှာ ခံစားနိုင်မှာမဟုတ်ဘူးเนาะမေးမေးပြီးရိုက်ကြောခိုင်းတာဆိုတော့အဲ့တော့အန်တီသားသမီးရာဆိုရင်เนาะအန်တီကဥပဒေအရာထိထိရောက်ရောက်ရေးယူပေးမလားမယူပေးဆိုအဲ့မှာ၁၀ရောက်ပါလား၁၀ရောက်လုံးတန်းစီကိုသမီးကိုအဲ့လိုပြန်ရိုက်တယ်เนาะဟုတ်ကဲ့ပါမျိုးရီကျွန်တော်ပြည်ဖန်လေးကတော့ဒီလောက်ပါပဲပြည်ဖန်လေးရဲ့ဖြစ်စဉ်တွေကတော့ဒီဒီမြောင်မြမျိုးအထက်က၆ចောင်းလူလေးတွေအချင်းချင်းပြည်ထောင်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျောင်းသူကျောင်းသားမိဘတွေနဲ့ဒီဖုန်းကြီးတွေကပြန်လည်ဖြည့်ရှင်းပြဖို့ပေါ့နော်ပြောပြလာတဲ့ပြည်ပလေးကိုကျွန်တော်မျိုးပြသက်တိဆက်ပြီးတော့ဖြစ်ပါတယ်ဒီပြည်ပလေးပသက်ပြီးတော့အမျိုးရဲအတွေ့အကြုံနဲ့ထိမိဆက်တဲ့ကိုလည်းကျွန်တော်က comment မှာ message ရေးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျဒီပြည်ပလေးတွေကိုတိဆက်ပြသက်ပြီးရွေချက်ကတော့ဒီကိုတိလက်ရောက်ကျွလို့နဲ့ဒီကျောင်းသူလေးတွေရဲ့ထိန်းသူမိဘတွေကအခုဒီပြန်လည်ဖြည့်ရှင်းမပေးသေးလို့ပေါ့နော်အခုလိုပြန်လည်တိဆက်ပြရခြင်းဖြစ်တယ်ဟုတ်ပါကျွန်တော် channel နဲ့ဘူးတူရရဲ့အကြောင်းနဲ့ series တင်တဲ့ကိုမြန်တိဆက်ပေးမှာမို့ကျွန်တော် channel like ကစကောင်းမြန် like ကစကောင်းနဲ့ပြည်နယ်လူဒီပလေးကိုပါနှိတ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အပေးကြည့်ရှုသူတွေရဲ့ရှင်နေကြည့် မြတ်တင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆောင်ကြမယ်တရား